ပုတ်ယဟန်မင်းကြီးအသေးရွေးချယ်လိုက်ပြီဆိုတဲ့သတင်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။ Thomas Mueller အမည်နဲ့ Facebook အကောင့်ကနေ April 22ရက်နေ့မှာဖျားသခင်ရဲ့စီမံမှုကအံ့ဩစရာပါပဲ။ Catholic ဘာသာဝင်တွေအတွက်ပုပ်ယဟန်မင်းကြီးအသေးပုပ်ကိုစောင့်ခြင်းလာပါပြီလို့ရေးသားကရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ရုပ်သံဖိုင်ပေါ်မှာပုပ်ယဟန်မင်းကြီးအသေးရွေးချယ်လိုက်ပါပြီလို့ရေးသားထားပါသေးတယ်။ဒီ post ကိုစိုင်းနေတဲ့သူတထောင်နဲ့ကြည့်ရှုသူ9000ကျော်ရှိနေပါပြီ။မြစည်းမကဒါနဲ့ပတ်သက်ပြီးချက်လက်စစ်ဆေးခဲ့ပါတယ်။ ပုံရံမင်းကြီးဖရန်စီဟာဧပြီ21ရက်နေ့ကပြန်လည်တော်မူခဲ့တာပါဒီအကြောင်းမျက်စိမှကသတင်းဖော်ပြထားပါတယ်အခုပြန်လည်တော်မူခဲ့တဲ့ပုံရံမင်းကြီးဟာဗာတီကန်အတင်းတော်ကပုပ်ဖရန်စီပါတရင်တူမှာပါဝင်တဲ့ပုပ်ကတော့1980ခုနှစ်လောက်မှာဗာတီကန်အတင်းတော်ကနေခွဲထွက်ပြီးပါမာရီယန်ကက်သလစ်ချာ့ချ်အနေနဲ့စပိန်နိုင်ငံစီဗီလာမြို့အနီးကအေပါမာဂျီထရိုင်ယာမှာဝှေ့ပြုကြတဲ့အတင်းကပဲဖြစ်ပါတယ်ပုပ်ရဲ့မိကမာဂတ်ဂျိုးဆက်အိုဒမက်ဖြစ်ပြီးတော့ပုပ်ပီတာ3အမည်နဲ့2016ခုနှစ်ကနေယခုချိန်ထိပုပ်ဖြစ်ရှိနေတာပဲဖြစ်ပါတယ် အစ်တစ်တင်မြောက်လိုက်တဲ့ပုံမဟုတ်တယ်လို့ယခုပြန်လုံတော်မူသွားတဲ့ Vatican အသင်းတော်ကလည်းမဟုတ်ပါဘူး။ပုံရံမင်းကြီးပြန်လုံတော်မူပြီးချိန်မှာပဲအစ်စ်ရွေးချယ်လိုက်တဲ့ဆိုတဲ့အကြောင်းနဲ့ပတ်သက်လို့ဘယ်သတင်းဌာနကမှဖော်ပြထားတာမရှိပါဘူး။ UK ခြေစားရေးတကားရီယန်သတင်းဌာနကနေဧပြီလ27ရက်နေ့မှာပြန်လည်တော်မူသွားတဲ့ပုတ်ရံမင်းကြီးနေရာအတွက်ဖြစ်နိုင်ခြေရှိတဲ့သူများနဲ့ပတ်သက်လို့သတင်းရေးသားဖော်ပြထားပါတယ်။ဘသူကိုရွေးချယ်ရဲဆိုတာနဲ့ပတ်သက်ပြီးသတင်းထဲမှာမရေးထားပါဘူး။ပုတ်ရံမင်းအစ်စ်ကိုဘလို့ရွေးချယ်ရတယ်လဲဆိုတာကို BBC မြန်မာပိုင်းသတင်းဌာနမှာဖော်ပြထားပါတယ်။ ခုချိန်ဒီပုံဟန်းမင်းအစ်စ်ရွေးချယ်ပွဲမစသေးပါဘူး။ဒါကြောင့်ပုပ်ဖရန်စစ်ပြန်လုံပြီးပုပ်အစ်စ်ကိုရွေးချယ်လိုက်တဲ့ဆိုတဲ့သတင်းဟာဗာတီကန်အသင်းတော်ကမဟုတ်ဘဲဗာတီကန်ကနေခွဲတက်ထားတဲ့အခြားအသင်းတော်ကနေ2016ခရဲကရွေးချယ်ထားပြီးသားပုပ်ပဲဖြစ်ပါတယ်။မြစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ခြင်းတဲ့တဲ့င်းတွေရှိခဲ့ရင်မြစီမကိုပေးပို့လို့ရပါတယ်။ပေးပို့မယ်ဆိုရင်တော့ t.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စစ်ခြင်းတဲ့တဲ့င်းအကြောင်းအရာကို link နဲ့တကွပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်။လောကောမီဒီယာကိုဆက်လက်ရည် ပတ်ပြီးဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝေပင်းခြင်းဖြင့်ကိုင်းနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။